မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုတ်အနေနဲ့ နေပြည်တော်မှာတုံရက်ကြာငိမ့်ချင်ရေးစကားဝိုင်းကျင်းပနေမှုအစိပ်ပင်ကြီးလောင်းတဲ့အလုံမရှိကြောင်ရီချိုးတဲ့လုံရက်လို KNU ဗဟုအလုံမှုဆောင်ဘဒုစောတော်နီဝေဖန်ရှုံချတဲ့ကြောင်းတင်ဆက်ပေးပါမယ်။နေပြည်တော်မှာတုံရက်ကြာငိမ့်ချင်ရေးစကားဝိုင်းကျင်းပနေမှုကအစိပ်ပင်ကြီးလောင်းတဲ့အလုံမရှိကြောင်ရီချိုးပြီးနေတဲ့လုံရက်သားဖြစ်ကြောင်းကရင်မျိုးသားစည်းရုံး KNU ဗဟုအလုံမှုဆောင်ဘဒုစောတော်နီကဝေဖန်ရှုံချလိုက်ပါတယ်။နေပြည်တော်မှာအစံဖက်စကောင်စီလက်အောက်ခံအမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငိမ့်ချင်ဖော်ဆောင်မှုညီနိုင်ကော်မတီ NSBNC NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင် ဖွဲ့တချို့နိုင်ငံရေးပါတီများပါဝင်တဲ့သုံးပွင့်ဆိုင်ငြိမ်းချမ်းရေးစကားဝိုင်း peace.2025 ကိုမလ24ရက်မှစတင်ပြီးမလ26ရက်နေ့ထိ၃ရက်ကြာပြုလုပ်နေခြင်းဖြစ်ပါတယ်။ တိုင်းပြည်တစ်ခုလုံးပြည်စည်းခြင်းများဆိုင်ရောက်နေတဲ့အချိန်မှာနေပြည်တော်မှာအဲ့ဒီလိုအရေးမပါတဲ့အလုံများလှုပ်ဆောင်နေခြင်းကအစိပ်ပင်ရေလောင်းတဲ့လုံရက်အလုံမရှိကြောင်းရေးချိုးပြီးတဲ့လုံရက်သားဖြစ်ကြောင်း KNU ဘဟုအလုံမှုဆောင်ပဒုစောတော်နီကဆိုပါတယ်အလကအပိုလုတ်တွေပါတိုင်းပြည်ကတလောက်ရေးကြည့်ပြီးတကယ်ကိုအတင်းဆောင်မခံတဲ့အချိန်မှာဒီလူတွေကမအားလာကိုသွားပြီးတော့အစိပ်ရေလောင်းဖပရရနဲ့ကြောင်းရေးချိုးပြီးတာနဲ့တူတယ်တကယ်တမ်းဆိုရင်မအားလာကိုတိုင်းကတိုင်းပြည်ကပြည်စည်းခြင်းကိုဥတည်နေရဲဆိုတာလူတိုင်းသိတယ်ဒါပေမဲ့သူကလုံဝကီယူမဆိုင်ပဲနီရိုးပြင်တရောထုမပြတ်ဆိုသလိုလုပ်နေတာ ဒါကအမြဲတမ်းကြုံတွေ့နေရတဲ့ဟာတွေပဲအထူးဆန်းတော့မဟုတ်တော့ဘူးလို့ဘဒူစောတော်နီကဆိုပါတယ်။အကြံဖက်စစ်ကောင်စီကတော့ငင်းချိုင်းစကားဝိုင်းနေနဲ့ငင်းချိုင်းလုပ်ငန်းစဉ်ပေါ်ကဏ္ဍတည်တည်မှာထင်ပေါ်ကျကြသူတွေအသိပညာရှင်အတတ်ပညာရှင်တွေပုံမအယုံဆိုင်ပါဝင်လှုပ်ဆောင်နေစီဖို့ငင်းချိုင်းအတွက်အကြံမဖက်တဲ့နီလန်းနဲ့ဆောင်ရွက်ခြင်းကသာရှိရှိတည်တတ်မှာဖြစ်ကြောင်းလူလူအကြအသိမြင်တိုးလာစေဖို့နိုင်ငံအတွင်းပဋိပက္ခရီးအမြန်ဆုံးလျှော့ချပြီးနိုင်ငံရေးစီးပွားရေးပုံမတိုးတက်ကောင်းမွန်လာစေဖို့ရေတိုရေရှည်လုပ်ငန်းစဉ်များဖော်ထုတ်နိုင်ဖို့ရည်ရွယ်ပြုလုပ် ခြင်းဖြစ်ကြောင်းသတင်းထုတ်ပြန်ပါတယ်။ဆလပီထိုင်းမြန်မာနယ်စပ်မှာစစ်ကောင်စီရဲ့တိုင်းလေရင်ကပုံကျင်းနေတဲ့အတွက်ထိုင်းစစ်တပ်က F60 တိုင်းလေရင်နဲ့စီးနဲ့ကင်းလဲတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာနယ်စပ်မှာစစ်ကောင်စီရဲ့တိုင်းလေရင်ကပုံကျင်းနေလို့ထိုင်းစစ်တပ်က American F60 တိုင်းလေရင်နဲ့စီးနဲ့ကင်းလဲနေကြောင်းထိုင်းစစ်တပ်ရဲ့ထုတ်ပြန်ကြံရသိရပါတယ်။ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်နီး KNU တပ်မှ9နယ်မြေတွင် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်းစစ်ကောင်စီတိုင်းရဲ့ ခလေဒီစကန်ကို KNL လေးဦးဆောင်တဲ့တပ်တွေကထိုးစစ်ဆင်လျက်ရှိပြီးစစ်ကောင်စီကလည်းတံပြန်လီကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်လျက်ရှိကြောင်းထိုင်းစစ်တပ်ကမြန်မာစစ်ကောင်စီရဲ့တိုက်လေရင်ပြန်တန်းဖုံးကျဲမှုကိုသိရှိရပြီးတဲ့နောက်ထိုင်းတော်ဝင်လီတပ်ကတိုက်လေရင်နစီနဲ့ကင်းလက်နေခြင်းဖြစ်ကြောင်းသိရပါတယ်။မလ24ရက်မနက်7:58မိနစ်ချိန်ထိုင်းပြည်လီတပ်မှ F60 တိုက်လေရင်နစင်ကထိုင်းမြန်မာနယ်စပ်တခိုင်တွင်ကင်းလက်ပြန်တန်းမှုတွေလှုပ်ဆောင်လျက်ရှိကြောင်းမြန်မာစစ်ကောင်စီတပ်ရဲ့တိုက်လေရင်ကထိုင်းမြန်မာနယ်စပ်မှာပြန်တန်းမှုရှိခဲ့တော့လေထိုင်းပြည် င်နယ်အတွင်းကိုရောက်ရှိခြင်းမရှိကြောင်းသိရပါတယ်။ဒါအပြင်မြန်မာစစ်တပ်ရဲ့တိုင်လင်ရင် short 130ကထိုင်းမြန်မာနယ်စပ်မီတာ900ခန့်အကွာကိုဘုံလီလုံးကျင်းချတဲ့အတွက်နေဆက်တလျှောက်ပောက်ကွဲတံများထွက်ပေါ်ခဲ့ကြောင်းထိုင်းနဲ့မြန်မာနယ်စပ်မှာတိုက်ပွဲတွေဖြစ်ပွားတော့လဲထိုင်းဘက်ကကြီးများကြားရောက်ခြင်းနဲ့ထိခိုက်မှုမရှိသေးဘူးလို့ဆိုပါတယ်။ ဆက်လက်ပြီးနာမခတိုက်ခိုက်မှုစစ်ကောင်စီတပ်ထိခိုက်မှုများတယ်လို့ BWM ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရွာမြို့ရှိစကိုင်းစစ်ကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခတိုက်ခိုက်မှုအတွင် စစ်ကောင်စီတပ်မှအရာရှိတအုပ်ပါဝင်ကိုတည်ဆောင်ပြီးဒဏ်ရာရရှိသူ16ဦးခန့်ရှိကြောင်းအဲ့ဒီစစ်စင်ရေးကိုလှုပ်ဆောင်ခဲ့တဲ့ BWM မှာတာဝန်ရှိသူကပြောပါရယ်။ချက်ကောင်းထိသွားလို့ပါ။ဘာပဲဖြစ်ဖြစ်အခုလိုတိတိယောင်ယောင်ဖြစ်သွားတဲ့အတွက်ရှီဆက်မစ်ရှင်တွေလှုပ်ဖို့အားတက်မိပါတယ်လို့၎င်းကပြောပါရယ်။အဲ့ဒီတိုက်ခိုက်မှုကိုမလ23ရက်ည9နိုင်ခန့်မှာ ာနာမခအတွင်းရှိတိုင်းစစ်ဌာနချုပ်ရုံးနဲ့ MISMD ရဟန်ရနာကွင်းတို့ကိုပြစ်မှတ်ထားပြီးတရားခွင်မှာမှာရှော့လိုက်တုံးသုံးလုံးနဲ့တိုက်ခိုက်ရာနှလုံးအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ကြောင်း BWM ကအသိပေးပါတယ်ပြစ်ခတ်မှုကြောင့်နာမခရဲ့အုပ်ချုပ်ရမှုရောင်မီလောင်ခဲ့ကအရာရှိတအုပ်နဲ့တက်ချက်ကြီးစင်းရီအပါဝင်အခြားစင်း6ဦးတရားများရရှိခဲ့ပြီး ဒဏ်ရာရရှိသူတွေနဲ့နှစ်ဦးတည်ဆုံခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်ရဟန်းရင်ရနာတဲ့ကိုတော်မီလောင်ခဲ့ပြီးလုံခြုံရေးယူနေတဲ့တပ်နယ်အသီးသီးမှာအရာရှိစစ်သည်အရန်စစ်ကြောင်းတင်မှာအရာရှိတအုပ်နဲ့အခြားဆင့်၆ဦးတည်ဆုံပြီးစစ်သည်နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းစုံစမ်းသိရှိရတယ်လို့ BWN ကအသိပေးထားပါတယ်။တခုထူးခြားတာကဒီတစ်ခါကျွန်တော်တို့ရဲဘော်တွေပြတ်တာသူတို့ဘက်ကပြန်ကိုမပြတ်နိုင်ခဲ့ဘူး။ပြန်ပြစ်မဲ့လူတွေရှိတဲ့နေရာတက်တဲ့ဝဲကြသွားလို့လားအခြားအကြောင်းကြောင့်တော့စဉ်းစားလို့မရဘူးလို့ BWN မှတာဝန်ရှိသူက ပြောပါတယ်။အထက်ပါထိက ိုက်မှုတွေအပြင်အမတ်87ဆက်သွယ်ရေးအလုံယုံအတွင်ရှိကြီးကြပ်ကတ်သက်ပစ္စည်းများလည်းမိလောင်ခဲ့ပြီးပုံမှန်အားဖြင့်နာမခါမှာနေစဉ် MI70 စင်ရဟန်ရဲ့နှက်စီအတက်အစင်ပြုလုပ်လေးရှိတော့လေဒီကနေ့မှာဒစီတာအတက်အစင်ပြုလုပ်နေတာကြောင့်ရဟန်ရဲ့ဒစီလည်းထိခိုက်မှုရှိနိုင်ကြောင်း BWN ကဆိုပါတယ်။ဒါပေမဲ့စစ်ကောင်စီတပ်မှထိခိုက်မှုနဲ့ပတ်သက်ပြီးသတင်းဌာနအနေနဲ့တီးကြအတည်ပြုနိုင်ကြတော့မရှိပါဘူး။ အဆိုပါစစ်စင်ရေးကို BWN ရဲ့ဦးဆောင်မှုနဲ့ Federal Revolution Force ရှန်ကြီးအောင်ဘူတလင်း Shadow မုံရွာ Democratic Ranger ဖွဲ့တို့ပူးပေါင်းပြီးစစ်ကောင်စီရဲ့ဖက်စစ်တော်လှန်ရေးနေ့အကျိုးလက်ဆောင်နေတိုက်ခိုက်ခဲ့တာပါကျွန်တော်တို့ဖွဲ့ဝင်နေတဲ့နိုင်ငံတော်ကတော်လှန်ညီကိုမောင်နှမရီနဲ့ဟန်ချက်ညီညီဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ဆိုတာကိုပြောကြင်ပါတယ်လို့ BWN မှတာဝန်ရှိသူက ပြောပါတယ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါကစကိုင်းတိုင်းမကွေးတိုင်းနဲ့ချင်းပြည်နယ်ရှိစစ်ကောင်စီရဲ့လက်ရုံးတပ်ဖွဲ့တွေစစ်ရေးကိုကဲမှုပြီးနေတဲ့အရေးပါတဲ့စစ်ဌာနချုပ်ဖြစ်ပါတယ် ။ဒါအပြင်ပြည်သူများကိုစစ်ကြောင်းတို့တပ်ဖြတ်ခြင်းအစုံလိုက်အပြုံလိုက်တပ်ဖြတ်ခြင်းလီရင်များနဲ့စစ်တပ်လီလီများနဲ့ဘုံကျဲတပ်ဖြတ်ခြင်းတို့ပြုလုပ်နေတဲ့တိုင်းစစ်ဌာနချုပ်ဖြစ်ပါတယ်။လက်ရှိနာမခတိုင်မူကပုံမှုချုပ်မျိုးမင်းထွေးဖြစ်ပြီး2024ဒီဇင်ဘာလ16ရက်နေ့မှာအမတ်ဆက်သုံးတမ်းမြင့်တင်တဲ့ကြောင့်တပိတ်ခြင်းမှာတောင်းအကြီးဖြစ်မှပြောင်းရွှေ့လာတာဖြစ်တယ်လို့သိရပါတယ်။ ဆက်လက်ပြီးဖခင်ခိုင်သမျှလိုင်းလုံနေရကြောင်းဆွဆွဲချက်နဲ့အယုံကြည်မရှိအစိုးတင်သွင်းခံရတဲ့ထိုင်းဝင်ကြီးချုပ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းဝင်ကြီးချုပ်ဖီတောင်တန်ရှင်နာဝက်ထရာပေါ်အတိုင်ခံအင်အားစုတွေကအယုံကြည်မရှိအစိုးတင်သွင်းမှုအတွက်အပြန်အလှန်စကားစစ်ထုံးမှုတွေကိုမလ24ရက်နေ့ကလွှတ်တော်မှာစတင်ခဲ့ပါတယ်။အတိုင်ခံပြည်သူပါတီ PP ကဖီတောင်တန်ကဖခင်ဖြစ်သူဝင်ကြီးချုပ်ဟောင်းဘီလီယံနာတထေကြီးသက်စင်ရှင်နာဝက်ထရာဆိုင်း ခိုင်းစီတဲ့အတိုင်းလိုင်းလုံနေတဲ့အဆင့်သားရှိပြီးဝင်ကြီးချုပ်နေရာအတွက်အရေးချင်းမရှိဘူးလို့ဆွဆွဲထားပါတယ်။သက်စင်ကထိုင်းနိုင်ငံရေးမှဩဇာအကြီးမဆုံးပုဂ္ဂိုလ်တအုပ်အနေနဲ့ရက်တည်နေသေးပါသူ့ကိုထိုင်းစစ်တပ်ကအာဏာသိမ်းဖြုတ်ချခဲ့ပြီးနောက်ပြည်ပမှာ15နှစ်လောက်တင်းရှောင်နေကြရာက2023မှာတော့ထိုင်းကိုပြန်ရောက်နေပြီဖြစ်ပါတယ်။သက်စင်ကသူ့ရဲ့မျက်ကွယ်မှာချမှတ်ခံထားတဲ့ထောက်တန်းစီရင်ချက်တွေကိုစိမ့်ယုံတရင်ဖြတ်တန်းခဲ့ပြီးနောက်ထိုင်းပြည်ရင်ရဲ့လူငင်းချက်တာခွင့်ကြောင့်အခုတော့လွတ်လပ်သူတအုပ်ဖြစ်နေပါပြီ။ PP ရဲ့ခေါင်းဆောင်နှစ်သားပေါင်းရှူပန် န်ရာဝတ်ကထိုင်းနိုင်ငံမှာတည်ရဝင်စနစ်တွင်ရပြင်ပကနေကြိုးကိုင်းနေခေါင်းဆောင်တအုပ်ရှိနေကြအဲ့ဒီပုံကဘာတာဝန်ယူမှုတာဝန်ခံမှုမှမလို့ပဲထိုင်းအစိုးရမူဝါဒတွေကိုချေလဲညွှန်ကြားနေကြလွှတ်တော်မှပြောကြားထားပါတယ်လေလာသူတွေကတော့လွှတ်တော်တွေကစကားဆက်ထုံးမှုတွေဟာဖေတောင်နန်ကခိုင်မာတဲ့နေရာမျိုးကိုထိမ့်သိမ်းထားနိုင်စေဖြစ်တယ်လို့သူဦးဆောင်ပြီးလွှတ်တော်တွေမှာအမတ်နေရာများစုကိုထိမ့်ချုပ်ထားနိုင်တဲ့ညွန်ပေါင်းအစိုးရအတွင်မှာသွေးကွဲမှုလက္ခဏာမျိုးလုံးဝမတွေ့ရသေးဘူးလို့သုံးသပ်ထားပါတယ် ဖေထောင်တန်ကိုအယုံကြည်မရှိကြောင်းတင်သွင်းထားတဲ့အဆိုကိုမလ26ရက်နေ့မှာမဲခွဲမှာဖြစ်ပါတယ်။အသက်38နှစ်အရွယ်ဖေထောင်တန်ကတော့နတ်သားပေါင်ရဲ့ဆွဆွဲချက်တွေကိုတိုင်ရိုက်တုံ့ပြန်တာမျိုးမရှိသေးပါဘူး။အစောပိုင်းတုန်းကတော့ဖေထောင်တန်ကသူ့ရဲ့အဆိုနာကဘသူလွမ်းမှုမှုအောက်မှာမရှိမနေကြောင်းပြောထားခဲ့ပါတယ်။အသက်85နှစ်အရွယ်သက်စင်ကလည်းသူကနိုင်ငံရေးကနေအနားယူထားပြီးအကြံပေးကဏ္ဍလောက်မှာသာတာဝန်ယူတော့တယ်လို့ဆိုပါတယ်။2014ခုနှစ်ထိုင်းစစ်တပ်အာဏာသိမ်းမှုအတော်တွင်မှာဩဇာကြီးမာတဲ့စစ်ဗိုလ်ချုပ်ဟောင်းတော်ဦးဖြစ်ခဲ့တယ်လို့ ကိုထိုင်းဒုတိယဝန်ကြီးချုပ်တာဝန်ကိုလည်းထမ်းဆောင်ခဲ့ပူတဲ့ပရာဝေဝန်စုဝန်ကလည်းဖေထောင်တန်ဟာနိုင်ငံရဲ့စီးပွားရေးနဲ့အမျိုးသားလုံခြုံရေးဆိုင်ရာတာဝန်တွေကိုပြက်ကွက်ခဲ့တာပိုင်ဆိုင်မှုအမှန်ကိုစင်းရင်ဖျောက်ဖုံးခွဲတာသူ့မိသားစုကြီးပွားချမ်းသာရေးအတွက်နိုင်ငံကိုအတုံးချနေရလို့ဆွဆွဲခဲ့ပါတယ်ဖေထောင်တန်ကတော့ဒီစကားရင်းနဲ့ပတ်သက်လို့ပြန်လည်ခြေပါခွင့်ကိုခဏလောက်သာအချိန်တောင်းခဲ့ပြီးသူ့အနေနဲ့ပရာဝေဆွဆွဲတာတွေကို10မိနစ်လောက်နားထောင်ခဲ့ကြောင်းထားပြီးမိသားစုတွေကတခုမှမမှန်ကြောင်းခက်တူတူတုံ့ပြန်သွားပါတယ် ဖေတောင်တန်ကဩဂုတ်လတုန်းကထိုင်းနိုင်ငံရဲ့အတန်ငယ်ဆုံးဝင်ကြီးချုပ်ဖြစ်လာခဲ့သူပါ။သူရဲ့နိုင်ငံရေးမဟာမင်းဖြစ်သူဆရတာတာဘီဆန်ကိုကျင်းဝင်ရာချိုးဖောက်မှုဆက်ဆွဲချက်နဲ့ထိုင်းခြေကန်ဥပဒေခုံရုံးကဝင်ကြီးချုပ်ရာဒူကနေဖယ်ရှားစေခဲ့တဲ့နောက်ဖေတောင်တန်ကအစားတို့ဆက်ခံတာဝန်ယူခဲ့တာဖြစ်တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။